လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနနှစ်30ပြည့်နှစ်ဖက်လည်အထိမ်းမှတ်ကျူးဆူကုန်ပြုသောအပြင်ဝန်ထမ်းများစုပေါင်းသွေးလူတန်းတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တစ်တော်ရက်ွက်ရှိအမျိုးသမီးနှင့်ကလေးစေးုံကြီးနိုင်ဂျွန်လာ၁၂ရက်နေ့နဲ့၉နာရီကလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနနှစ်30ပြည့်နှစ်ဖက်လည်အထိမ်းမှတ်ကျူးဆူကုန်ပြုသောအပြင်ဝန်ထမ်းများစုပေါင်းသွေးလူတန်းပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ ရှိဦးစွာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနမှဝန်ထမ်းသွေးလူရှင်များကိုအမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှယောဂဗေဒအထုကုဆရာဝန်ကြီးဒေါက်တာတက်ထားဆွေနှင့်ဆရာဆရာမများကသွေးပောင်ချိန်ခြင်း၊သွေးစစ်ဆေးခြင်းနှင့်သွေးဖောက်ခြင်းများကိုဆောင်ရွက်ပေးပြီးပြည်내အစိုးရအဖွဲ့ဝင်ပြည်내လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ရှမ်းပြည်နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှပြည်내ဦးစီးမှုဒေါက်တာဝင်းနိုင်တောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးဆေးရုံကြီး ဆေးရုံအောက်ကြီးဒေါက်တာမောင်မောင်သိန်းလူဝမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရှမ်းပြည်နယ်ဦးစီးမှုရုံးမှဒုတိယပြည်နယ်ဦးစီးမှုဦးစော်မြင့်နှင့်တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေးကာသွေးလူရှင်များကို အာဟာရအစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။ဆက်လက်၍သွေးလူရှင်များမှလူဒန်းထားသောသွေးအိတ်21အိတ်အားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရှမ်းပြည်နယ်ဦးစီးမှုရုံးမှဒုတိယပြည်နယ်ဦးစီးမှုဦးစော်မြင့်အားပေးအပ်လူဒန်းရာ တောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်သိန်းကလက်ခံရယူပြီးတောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးဆေးရုံကြီးမှဆေးရုံအုပ်ကြီးဒေါက်တာမောင်မောင်သိန်းမှလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနနှစ်30ပြည့်နှစ်ပတ်လည်ထိမ့်မှန်ဂုဏ်ပြုသောအားဖြင့်တောင်ကြီးမြို့အမျိုးသမီးနှင့်ကလေးဆေးရုံကြီးတို့စေတနာသရတရားထက်တန်စွာစူပေါင်းသွေးလူတန်းပေးသည့်အတွေ့ဆေးရုံကြီးမှဂုံပြုတ်မှတ်တမ်းလွှာပေးရရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနရှမ်းပြည်နယ်ဦးစီးမှုရုံးမှဒုတိယပြည်နယ်ဦးစီးမှုဦးစော်မြင့်ကလက်ခံရယူခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။